မှန်တမ်းပြောရင်တမီးနှစ်ယောက်ရှိတယ်။တယောက်ကကျိုင်းတုံပါ။အဲသူတို့နှစ်ယောက်တွေ့ပါပဲ။ဒါပေမဲ့အမေကလည်းကျွန်တော်တမီးလိုပဲ။သူ့ရင်ခွင်ထဲကထွက်သွားမှတိတ်ကြောက်တာ။အားကြောင့်ကျွန်တော်ဘသူနဲ့မှသဘောမကျ။ကျွန်တော်လည်းလူသားတဲ့လူသားဆိုတော့ဒါလည်းလူလက်ချင်တာပေါ့။အဲအများကြီးတမီးအတွက်အများကြီးပေးဆက်ရအောင်မှဆိုတော့အစဉ်စဉ်းစားတာပေါ့။ကျွန်တော်တို့ကတော့ကျွန်တော်တို့ကပလန်မရှိတော့ဘူး။မှန်တမ်းပြောရင်သူတို့တွေ့ပဲ။ မဲ့သူတို့အသက်ငယ်တုန်းမှာတော့ကျွန်တော်ရဲ့ပလန်အောက်မှာသူတို့ကျွန်တော်ကပြီးပြည့်စုံအောင်တော့ပလန်လေးနဲ့ခြာပေးသွားတာပေါ့ကျွန်တော်တို့ကတော့ကန်တရားပါပဲသူတို့ပြစ်ထားလဲကျွန်တော်ကန်မယ်သူတို့ကျွန်တော်ကိုကျွန်တော်ပြုစုဒီနေ့ကျွန်တော်ကန်ပြီပေါ့တကြည်သွားကျွန်တော်အဲ့လိုပဲဒီတမေကြီးဆိုရင်လေကဘာလို့ချင်းလို့ချင်းကအများရန်ဟုတ်ပူပူပူဇာတတ်တာပေါ့ဒီရတော့ဒါပူဇာရရဆိုနားလဲပါတယ်ကျွန်တော်တို့မှခြီလားမခြီလားသူတို့မသိဘူးသူတို့လိုချင်တာသူတို့ဖြစ်ချင်တာမသိရအဲ့တော့ကျွန်တော်က ူတို့ပူဇော်တဲ့ခါကိုအမြဲတမ်းဖြည့်ဆည်းပေးနေအောင်ကြိုးစားနေတာပါဘာဘာဘာလိုချင်လဲဆိုရင်ရော့ဆိုပဲပြနေတဲ့အဖေမျိုးဖြစ်ရှင်တာအညီရတဲ့တော့ဟိုဖခင်ကောင်းတယောက်ဖြစ်အောင်တော့ကြိုးစားနေပါတယ်ဒီကျွန်တော်တက်တော့ဟိုဆယ်လီဆယ်လီပေါ့ကျွန်တော်ဒါကျွန်တော်ဆိုဆယ်လီလို့ပြောမှာနော်ရေရှည်မခံဘူးလေဒါပွင့်လို့ပြောရေရှည်မခံကျွန်တော်တို့ကရေရှည်သွားလို့မရတခါလေးစမ်းရှိတဲ့ခိုင်မှာပဲကျွန်တော်ကြော်ညာရရမယ်အဲရိုက်ကူးရေလောက်ရမယ်အဲအဲ့အလေးမှာ အဲ့တော့အမှန်တမ်းပြောရင်တခါတလေကျွန်တော်ဒီတရှုပ်ဆိုသူခုဒီပွဲရသည်ဆိုရင်တော့ဒီပေါ့အဆိုကြီးလိုက်ရတယ်အဆိုကြီးလိုက်ရတယ်ပေါ့နော်ပြီးတော့ကြောညာရရတယ်အဲသူတရှုပ်အဲ့လိုမျိုးပွဲရသည်မရှိဆိုနားမျိုးရှိရလေအဲ့တော့နားနေရရင်အဲ့လိုကြောညာစောင့်နေရတဲ့မျိုးကျွန်တော်မလိုချင်ဘူးအစည်းဝါးကြီးလေးတစ်ခုကိုကိုယ်ကကုန်းနိုင်ထားရမယ်ပေါ့အစင်စည်းဝါးကြီးလေးနဲ့စည်းဝါးကြီးလေးနဲ့လည်းတရားဝင်ငွေရှိရမယ်အဲ့လိုကြောင်ညာဘက်ကပေါ့အဲ့လိုအဆွေပိုင်းလာငှားဆိုတော့ဝင်ငွေရှိရမယ်ပေါ့အဲ့အဲ့လိုမျိုးလေးလုပ်ဖြစ်တာပါကျွန်တော်က ဟိုအခုအရွယ်မရောက်သေးတဲ့တည်းမှာအရာအားလုံးကိုကောင်းစေချင်တာအရာအားလုံးပဲသူက perfect ဖြစ်ပြီးတော့အဲဇော်မောင်ဟိုတမီးဒီဇော်မောင်ရဲ့ဆုံးမမှုအောက်မှာအားလုံးဟိုပြည့်စုံတယ်ပေါ့ပြည့်ပြည့်စုံတယ်ပေါ့တကယ်နားထောင်တဲ့သားသမီးဖြစ်စေချင်တယ်ကျွန်တော်မဟုတ်တာလည်းမလုပ်စေချင်ဘူးအဥမာပေါ့သူများစက်လိန်နာတို့ညာတာတို့ခိုးတာတို့ဝတ်တာတို့ကျွန်တော်မလုပ်စေချင်ဘူးပြီးတော့အရွယ်မရောက်သေးပဲနဲ့ဘာမဟုတ်တာတခုမှလုပ်လို့မရဘူးကျွန်တော်ကအမှန်တမ်းပြောရင်တော့အရင်မျှော်လင့်ထားတာလေ အရင်မျောလင်ထားတော့ကိုမျောထားလို့မဖြစ်ရင်တော့ဒါတော့ဖြစ်မှာပဲကျွန်တော်တို့ပြောပြတာကျွန်တော်တော့မူရက်ဆွမ်းမှာလုံးဝသိကြတယ်မဟုတ်တာလို့ရင်တော့အဲဒါကျွန်တော်ကတော့မာနာကြီးတယ်တကယ်ပြောတာအော်အဲ့ဒါကျတော့အများစိတ်ဝင်စားအောင်ပေါ့အော်ဒါရှားပြတာပေါ့အဲတတူးလည်းမထိုးရသေးပါဘူးမထိုးကျွန်တော်ပြောတယ်မင်းလုပ်ငန်းချင်းတယောက်ဖြစ်လာနိုင်နေလုပ်ငန်းချင်းတယောက်ဖြစ်နေပြီကိုယ်ပိုင်အုံနောက်နဲ့ဆုံးဖြတ်နေဆိုမင်းတကူလုံးထိုးမင်းမျက်နှာလည်းထိုးပါမှာမဖြစ်ဘူးဒါဒါကျွန်တော်အဲ့လိုထိပြောတာဘာလို့လဲဆိုကျွန်တော်တို့ ဥပမာပေါ့ကိုယ်တိုင်အောင်မြင်မှုတက်တဲ့ဟိုကများနိုင်ပဲနဲ့လုံးမယ်ဆိုကျွန်တော်တို့ဒီဥပမာတချို့နေရာတွေဆိုရင်ဒီတက်တူးထွင်းကျွန်တော်တို့ဥမာဂျပန်မဲ့တက်ပြီးကိုရီးယားသွားပြီးတက်တူးထွင်းသွားလို့မရဘူးလေအဲ့တော့သူများကြီးမှဝန်ထမ်းလုပ်မှဆိုရင်အဆင်မပြေဘူးအခုဥမာဒါကျွန်တော်ထိုးထားတယ်ကျွန်တော်ကိုယ်တိုင်ကျွန်တော်လုပ်ငန်းရှင်တယောက်ဖြစ်အောင်ကြိုးစားတယ်အဲ့တော့ခါကျတော့လုပ်ငန်းတက်ကြိုးစားဖြစ်တော့ကျွန်တော်တိုင်မဲ့ကောင်းမှာပဲထူထူမျက်နှာမှာထူထူစင်ပြွားပြီအဲ့လိုမျိုးလည်းပြောထားတယ်ကျွန်တော်လည်းလူသားတဲ့လူသားဆိုတော့ဒါလည်း ဇူလတ်ချင်တာပေါ့အဲ့တော့အများကြီးသူမိအတွက်အများကြီးပေးဆက်ရအောင်မှဆိုတော့အစဉ်စဉ်းစားတာပေါ့အရင်ကတည်းကဟိုဖခင်ကောင်းတယောက်ဖြစ်အောင်တော့ကြိုးစားနေပါတယ်ဟိုအမှန်တမ်းပြောရင်လူတိုင်းမှာအမှားနဲ့မကင်းလေကျွန်တော်လည်းမကင်းခဲ့ပါဘူးလို့အမှားနဲ့မကင်းခဲ့ပါဘူးဒါပေမဲ့အခုချိန်မှာတော့သမီးအတွက်စံပြအဖေဖြစ်မိဘကောင်းတယောက်ဖြစ်ကျွန်တော်နေနေပါတယ်လို့ကျွန်တော်တို့ကတော့ကျွန်တော်ကတော့ကျွန်တော်တို့ကတော့ဗာကျွန်တော်တို့ကပလန်မရှိတော့ဘူးအမှန်တမ်းပြောရင်သူတို့အတွက်ပဲကျွန်တော်ကတော့ရတယ်မင်းတို့ ဟိုသူတို့အသက်ကြီးလာလို့ဒါအမှန်တမ်းပြောရင်တော့ကံတရားပဲလေသာသမီတွေကောင်းပါလေမိဘအသက်ကြီးလာရင်ကောင်းမွန်နေရတာအဲ့ဒါသာသမီမကောင်းမိဘကောင်းကောင်းမွန်မနေရဘူးအဲ့တော့အမှန်တမ်းပြောရင်ကံတရားပဲအဲ့ဒါကျွန်တော်တို့ကကံတရားပဲဒါမှမဟုတ်သူတို့အသက်ငယ်တုန်းမှာတော့ကျွန်တော်ရဲ့ပလန်အောက်မှာသူတို့ကျွန်တော်ကပြည့်ပြည့်စုံအောင်တော့ပလန်လေးနဲ့ချပေးသွားတာပေါ့ကျွန်တော်တို့ကတော့ကံတရားပါပဲသူတို့ပြစ်ထားလဲကျွန်တော်ကံပဲသူတို့ကျွန်တော်ဟိုနော်ပြုစုကျင်လဲကျွန်တော်ရဲ့ကံပဲပေါ့တကြီးသွားကျွန်တော်အဲ့လိုပဲဒါကြောင့်ဒါမှမဟုတ်ကျွန်တော်ခုကျွန်တော်မေ့ရှိရလေ ျွန်တော်မျိုးတော့ကျွန်တော်ပြစ်ထားဘူးအာကျွန်တော်ဒီနေ့ချင်းဒီအာကျွန်တော်ဘာလုံးမမခိုင်းမဲ့မိဘလှုပ်ကြွေးတယ်အဲ့လားပတ်စံလားကျွန်တော်ပေးတယ်ထောက်ပံ့တယ်ပေါ့အဲ့လိုအဟိုတနေ့ကတော့မှအမေဒီမှာဖိုက်ခွဲရတယ်အဲကြောက်တယ်လို့ဖိုက်ခွဲရတာကျွန်တော်အကုန်လှုပ်ပေးတယ်ဒီနေ့ချင်းဒီအမေကိုမျက်နှာငြိမ်မထားပါဘူးဒါပေမဲ့အမေကလည်းကျွန်တော်သမီးလိုပဲသူ့ရင်ခွင်ထဲကထွက်သွားမှတိတ်ကြောက်လာအားကြောင့်ကျွန်တော်ဘယ်သူနဲ့မှသဘောမကျအဲ့ဟာလေးပဲမဲအမီနဲ့ပြန်တက်တာကျန်တာအကုန်ကောင်းပါ လူပဲဒါမဲ့ဟိုတခါလေတချို့ဟာကြောညှိတာပေါ့အမေနဲ့ညှိတာပေါ့တမီးနဲ့ညှိရတာပေါ့အဲ့လိုမျိုးတွေရှိတာပေါ့အမှန်တမ်းပြောရင်တမီးနှစ်ယောက်ရှိတယ်။တယောက်ကကျိုင်းတုံမှာအဲသူတို့နှစ်ယောက်တွေ့ပါပဲခုလောက်ကစဉ်းစားနေတာအဲဟိုတမီးငယ်တယောက်ကကျတော့ပတ်စံနေပါရေးတယ်လှမ်းပို့တယ်လိုအပ်တိုင်းလှမ်းထောက်ပံ့တယ်ဒါမဲ့ဟိုကငယ်သေးတဲ့ခါကျတော့ဒီမလာသေးဘူးနောက်ထပ်ဒီနှစ်ကုန်ကြောင်းပင်းတော့ရောက်လာပါလိမ့်မယ်သူလည်းတစ်တော့မှတက်လာပါလိမ့်မယ် ကျွန်တော်ကဟိုဟာပေါ့ဒီတမိအတွက်ပေါ့နော်အမေအတွက်ဒီအကောင်းဆုံးလူဖြစ်ရှင်တာဆိုရလေအမားတွေကိုအောက်ကိုချအကောင်းတွေကိုဆွဲတင်အဲ့လိုပဲသွားတာမားအမားနေရင်ကျွန်တော်ရအောက်တာမားနေဆိုတဲ့ဟာကိုကျွန်တော်လက်မခံဘူးမှန်တယ်ဆိုတော့ကျွန်တော်လက်ခံတယ်အဲ့လိုပဲဖြတ်တန်းတာပါပဲဟုတ်ဟုတ်တခါတလေ၆တဲ့လမ်းတွေကအာဆက်ဆက်ဖောက်တဲ့ခါမှလည်းပင်မန်းတာပေါ့လမ်းကောင်းမရောက်သေးဘူးလေအဲကျွန်တော်ပြောခဲ့တယ်ပဲ ကိုလမ်းကိုလျှောက်နေလမ်းကိုတချို့ကမြင်ကျွန်တော်လမ်းဖောက်နေအချိန်ကကျွန်တော်ဥမ္မပေါ့လမ်းစခင်တို့ကျွန်တော်လက်တွေပေါင်ပေါက်ပြင်မယ်လားကျွန်တော်ဒူးရပြင်ပြင်မယ်ကျွန်တော်လျှောက်တွေပြင်မယ်ဒါရသူများမမြင်ရဘူးကျွန်တော်လမ်းကောင်းလေးပေါ်ရောက်ပြီးတော့လမ်းတတရရလေးလျှောက်နေရပဲအမြင်ကြတယ်အဲ့တော့သူတို့ကဘာပြောလဲဒီကောင်ဘယ်လမ်းရောက်လာလဲအဲ့လိုမျိုးပေါ့နော်တကယ်တော့လမ်းစိုးရင်ဖြတ်လျှောက်မှလမ်းကောင်းဆိုတော့ရောက်တာပါလို့ဒီအခုဒီသမီးကြီးဆိုရင်လေဘာလိုချင်းလိုချင်းအများအား ဟိုပူပူပူဇာတတ်တာပေါ့ဒီရွယ်တော့ဒါပူဇာတော့ရွယ်ဆိုနားလဲပါတယ်ဘဘဘာလို့ရှင်းလဲမှန်တယ်ပြောရင်တချို့ကလေးတွေဟိုဒါအခုထိပါပဲကျွန်တော်တို့မှခြီလားမခြီလားသူတို့မသိဘူးသူတို့လိုချင်တာသူတို့ဖြစ်ချင်တာပဲသိတယ်အဲ့တော့ကျွန်တော်ကသူတို့ပူဇာတဲ့ခါကိုအမြဲတမ်းဖြည့်ဆည်းပေးနေအောင်ကြိုးစားနေတာပါဘာဘာဘာလို့ရှင်လဲဆိုရင်ရော့ဆိုဝယ်ပြီးနေတဲ့အဖေမျိုးဖြစ်ရှင်တာအဲအဲ့လိုကျွန်တော်ကဟိုလိုဘယ်လိုမျိုးလဲစားတော့စားတော့စားမယ်သွားလဲမယ်ပေါ့နော် အဲ့ဒါကြောင့်မနှမျောဘူးကျွန်တော်ဒီတိုင်းလာတတ်ဖြစ်တယ်ကျွန်တော်နှမျောတယ်ဥမာသမီးနဲ့ဥမာပြောတန်းစားပြောဝဲသားထွက်တယ်ပေါ့နော်မင်းပါစားခြင်းလေအဲအဲ့လိုမျိုးပေါ့ပါစားခြင်းလေစားတော့အဲတခါ तू ကကျွန်တော်သမီးကကျွန်တော်မနှမလက်ဖွာတယ်တဲ့ကြီးမ तू ကစံတဆိုင်ဝင်သွားပြီဆိုရင်လေသွားဟင်းကိုဆယ်မျိုးလောက်မှာပလိုက်တာမကုန်ဘူးအခါကျရင်ကိုကအဲ့လိုမဟုတ်သူ့အမေပြောပြတာသမီးအဲ့လိုမလုပ်ရသမီးပါစားခြင်းလေသမီးစားခြင်းနဲ့ဟာကိုတပွဲမှာကုန်ရင်စားထပ်ပါစားခြင်းလေ ကောင်းအောင်စားကျွန်တော်တွားလို့မဟုတ်ဘူးတွားကြောဝုံးသူဆယ်ဘွယ်လောက်မှာပဲလားဟိုကနည်းနည်းဒီကနည်းနည်းဟိုကစတဲ့ဆက်စားတော့ကျွန်တော်မကြိုက်ဘူးအဲ့လိုကျွန်တော်ဆိုလဲအဲ့လိုပဲကိုစားရင်တော့တပွဲဥမာခွန်ဆွဲကြော်စားတယ်ခွန်ဆွဲကြော်မှာလိုက်တယ်ခွန်ဆွဲကြော်ကျွန်တော်ကောင်းအောင်စားတယ်နောက်တစ်ပတ်စားရင်လည်းထပ်ပြီးတော့မစားတယ်အဲ့ဒါကောင်းကောင်းအောင်ကျိုးနဲ့တယ်အဲ့လိုမျိုးအဲ့လိုမျိုးအများတန်းပေါ့အဲ့ဒါကစီနေတာကျွန်တော်ကဖြစ်ရင်ရည်စည်းခံလိုက်တယ်အဲပြီးတော့ကောင်းရင်ဆန်လိုက်တယ် ခါကျရင်တော့အမှန်တကယ်လောကကြီးကထွက်သွားတဲ့အထိတောင်ဖြစ်တယ်။အဲနောင်လာရဆိုင်တော့ကျွန်တော်မစဉ်းစားမိမရှိလည်းမရှိအခုလိုကျွန်တော်ကျွန်တော်နာမည်ဘလောက်ကြီးကြီးပေါ့နော်အဲကျွန်တော်လူဆန်နေဖွင့်တာကျွန်တော်ဝန်ရံပေးမဲ့သူမရှိရင်ကျွန်တော်မဖြစ်ပါဘူး။ဆိုင်းမောင်ဆိုဖြစ်လာမှာမဟုတ်ဘူး။အဲ့တော့ကျွန်တော်ကိုချစ်ခင်ပြီးတော့အားပေးတဲ့မိစေတငယ်ချင်းတွေရဲ့ကျွန်တော်ဆိုင်တွေပေါ့နော်အထဲဆိုင်တွေတတူဆိုင်တွေကိုအားလာပေးတဲ့နော်ဖုန်းမှန်ကွဲပေါ့ဆိုင်တွေကိုအားလာပေးတဲ့မိစေတငယ်ချင်းတို့ဒီကနေ့ကျေးဇူးတင်ပါတယ်။ ားလုံးလည်းတကယ်လေးစားလျက်ပါရင်ထဲမှာအမြဲတမ်းရှိနေအောင်ကြိုးစားနေပါမယ်လို့